မများတော့ကံရောတရားမှာနားထိုင်တဲ့လူတယောက်ရှိတယ်။သူများပြောတာကို အသေးချာမကြတော့သူထင်ရမြင်ရစွပြောတတ်တယ်။ဒါကြောင့်သူ့ကိုလူတွေကနှစ်ထိုင်နှစ်ပင်ဆိုပြီးခေါ်ကြတယ်။နားထိုင်တဲ့လူကလည်းသူ့ကိုနှစ်ထိုင်လို့ခေါ်တာအကြိုက်ဘူး။လူတဘာဝကို လူတွေနဲ့ပြောဆိုရတာအပေါလာမတဲလို့အိမ်မင်းကိုမထွက်တော့ဘူး။နားထိုင်တာကလည်းတဖြည်းဖြည်းနဲ့အခြေအနေပူဆိုးလာတယ်။အရင်ကလောက်တောင်တန်ကိုတဲသေးခွေခွေမချားတော့ဘူး။တရက်တော့အမတန်ရင်းနှီးတဲ့ငယ်တငယ်ချင်းတယောက်အသေးတန်ဖြစ်နေတယ်လို့သိရတယ်။လူမှုရေးရတည်င်းသွားမိရမယ်။ ခက်ပြီသူ့နာအခြေအနေနဲ့ဘယ်လိုလုပ်ရပါသူစဉ်းစားတယ်အကြံတစ်ခုရတယ်ဟုတ်ပြီတယောက်တည်းစီဝါရိုက်ချည်တယ်လူနာကိုတည်မိရဲဆိုရင်အများထုံးစံတိုင်းသက်တာလားလို့မိမယ်လူနာတို့တဘာဝသက်တာပါတယ်ကွာလို့ဖြေပါပဲဒီတော့ငါက इस गाज़ आरा वांधा रे को आलू चंजो में ना भी पेशीरी ताऊ ने ले लूं मी में लूना का पेशी पेशीरी ताऊ ने ले लूं मावे अरे जाए पीसे लोंसा ना हो आपको सताऊ तंगे जी लो टाइटोंस का चोया में ए ये पेट मारो ने कुनी ले तंगे जी लो लू मी में लूना का အဲသူနဲ့ကုနေတယ်လို့ဖြစ်မယ်။ငါဒီသမားတော်နိုင်မြကြီးသူငယ်ချင်းသိတ်တော်တာဆက်ကုဆက်ကုလို့အာပေစကားပြောမယ်။ဒီလူတယောက်တည်းစီဝါကတ်ကြည့်ပြီးလူနာရင်ကိုခြစ်တက်လာတယ်။လူနာရင်မှာတည်င်းမိတဲ့လူတွေဆွေမျိုးတွေအတော်များများရောက်နေကြတယ်။နှထိုင်းကခတ်တီတွေနဲ့လူနာဘေးနားဝင်ထိုင်မိ သူစီစဉ်ထားတဲ့အတိုင်းစမီးတယ်တငယ်ချင်းသတ္တရလားကလူနာကစိတ်တက်ကြညှိုးငယ်လို့အာနေနေတဲ့လီတန်နဲ့ရဲရဲလေးဖြေရှာတယ်ငါတီတောင်ကိုကြုံနိုင်မယ်မတင်တော့ပါဘူးကွာတဲ့လူနာရဲ့စကားကိုအတိချမကြားတဲ့နှထိုင်ကသူစီစဉ်ထားတဲ့အတိုင်းအာသူငယ်ချင်း ဒီစကားကြတာတိတ်ဝမ်းတာတယ်ပဲကွာလို့အာရဝမ်းတာလေတဲ့နဲ့ပြန်ပြောတယ်လူနာမျက်လုံးပြူးသွားတယ်အတင်းလာမိတဲ့လူတွေလည်းအံ့ဩတဲ့မျက်နှာနဲ့နှထိုင်းကိုဝိုင်းကြည့်ကြတယ်ဒါ우ပဲနှထိုင်းကငါနာပြန်ကောင်းသွားပြီလို့ဒီလူတွေထင်နေရပြီဆိုပြီးတွေးတယ်အလုံးကိုမိမ့်မိန်ကြီးတော့ပြုံးပြနေလိုက်သေးတယ် စီစဉ်တိုင်းဆက်မိတယ်။တကယ်ချင်းဘယ်စည်းရီတောက်နေလဲကွာ။နေမကောင်းရတဲ့တဲ။ပေါက်တကယ်လာပြောနေတဲ့နှစ်ထိုင်းကိုလူနာဒေါသထွက်နေပြီ။ဒါနဲ့ရွေပြောလိုက်တယ်။အစိတ်တောက်နေတယ်ဟေးအစိတ်အစိတ်။ဒါကိုပဲနှစ်ထိုင်းကဒီစိတ်သိကောင်းတော့တကယ်ချင်းဆွဲဆွဲမြဲမြဲသာတောက်ကွာလို့လှုပ်ပြန်ရော။ ူဟာသူလဲငါကွာဆိုပြီးပြောနေသေးတယ်။နောက်ဆုံးတစ်ခုမေးတယ်။တငယ်ချင်းဘယ်သမားတော်နဲ့ကုနေလဲကွာ။လူနာပေါက်ကွေးသွားပြီ။ထားရခြေစိတ်တောင်ပေါက်နေပြီ။မျက်လုံးပြူပြီးဒေါသထွက်နေတဲ့မျက်နှာနဲ့អော်ပြောလိုက်တယ်။သီမင်းကွာသီမင်းသီမင်း။អូဒီသမားတော်သိတ်ဆွမ်းဆိုပြီး ကောင်းတဲ့တငယ်ချင်းကောင်းတဲ့ကောင်းတဲ့ဆက်ကူဆက်ကူနှထိုင်ကတော့အလိုက်ကန်းစုံမသိမျက်နှာရိပ်မျက်နှာကဲနားမလဲပဲအားတော်ပြေးလိုက်သည်တည်းလောကမှာနှထိုင်တွေပေါ်ပါတယ်နေပဲဆုံးပါပဲတစ်ဖက်ပြောစကားကိုလုံးစေးပတ်စေနားမလဲပဲနားမထောင်ပဲကိုယ်စိတ်တဲ့ခင်ရမြင်ရတွေကိုကောက်ချက်ဆွဲအလွယ်ပြောတတ်ကြတယ် ထားပါလေအခြားနေရာတွေမှာတော့ကျွန်ုပ်တို့ကကိုယ်ခန္ဓာကပြောတာကိုအသေးချာမကြားကြဘူးကြားရင်လည်းအလွဲကြတယ်နှထိုင်းကားမှာလူနာကိုလူမှုရေးရအတင်းမေးပေါ်ရသေးတယ်ကျွန်ုပ်တို့ကိုယ်ခန္ဓာကိုအတင်းမေးဘူးကြရလားမနဲ့အရာထားတာနဲ့ခန္ဓာကိုမေးကြည့်မင်းနေကောင်းရင်လားလို့ ခန္ဓာကဖြစ်ပါတယ်။ဘယ်ကလာကောင်းရမှာလဲ။ငါကဒုက္ခရောက်နေတာကွ။အခုပဲကြည့်လေ။မင်းတွားတိုက်ပြီးမျက်နှာတွေ့ပြီးအငြင်းအကြီးဆွပြီးလောက်ရတယ်မဟုတ်လား။ငါစီကထွက်သမျှအပုတ်တွေကြီးပဲကွ။ခန္ဓာကအမှန်တိုင်းဖြစ်တာကိုကျွန်ုပ်တို့ကတလွဲကြတယ်။ငါမျက်နှာလေးကဝင်းနေတာ။ပွားလေးတွေဆိုညီလို့စီလို့ ဘော်ဒီလေးကြည့်ရင်လဲကြော့ရှင်းလို့ခန္ဓာကအတူပါလို့ပြောတာဟောကျွန်ုပ်တို့ကသူ့ပါလို့ကြားတယ်ကြားမှာဗောဝါဆက်ဆက်ကအမှတ်မှားလာခဲ့တဲ့ပညာကကို့ဘာသာစီဝါကဲ့ပြီးကြိုတင်အပြေထုတ်ထားတာကိုခန္ဓာကငါမှာကွာအမြဲတမ်းအငြိမ်မနေရဘူးကံစိတ်ဥအဟာရကထောက်ပံ့ထားလို့သား အနိုင်နိုင်ရက်တည်နေရတာသူတို့သာမထောက်ပံ့နိုင်ရင်ငါဘဝတော့သွားပါပြီဆိုပြီးညီးပြပါတယ်ဒါကိုလက်ကျွန်ုပ်တို့ကတလွဲကြတယ်ငါမို့လို့ဒီရုပ်စီစဉ်ရနေတာကျမ်းမာရေးဆိုရင်လည်းတောင်းတော်မီပဲရာသီဥရုလေးများပြင်အရာကုန်းနဲ့ဈေးစားရင်နာဆိုရင်လည်းတင်သစ္စာတရုပ်စားကိုရီးယားစားစားမလားဘူဘေးစားမလား ကာလာသဆက်ကလေးစားမလားမယုံတီးတောင်းနဲ့တူစရာပဲစားမလားအိုးငါစိတ်ကြက်စားကျင်တာစားပဲငါသဘောပဲငါစိတ်ငါကိုငါလှုပ်ချင်ရလှုပ်ပဲငါကွလို့မာနထောင်နေကံကပြီးနေလို့နေခွင့်ရတာအာဟာရကအထောက်ပံ့ပြီးနေလို့ရက်တည်ခွင့်ရတာကိုငါအစအစကြောင့်လှုပ်ထင်းနေတယ် ကောင်းတယ်မြဲတယ်လို့အနာနဲ့ဣဋ္ဌိနဲ့သိမ့်ပိုက်တယ်။ကံကနေခွင့်ပေးနေတာ။အာဟာရကထောက်ပံ့ပေးနေတာ။ခန္ဓာရဲ့အဖြစ်မှန်ကိုသိဖို့ခန္ဓာကပြီးဖို့တဲ့တည်င်းကို အမှန်တိုင်းကြအောင်နားထောင်ဖို့စူရာကိုမေ့နေကြတယ်။ကိုကြားခြင်းရကြားပြီးသင်္ဒလူနေသင်္ဒလူစားနေဘဝကိုဖြုံးပြီးဖြစ်တယ်။ ဒီတော့ခန္ဓာကကျွန်ုပ်တို့ကိုအမြင်ကပ်ပြီပေါ့ဒီလောက်တောင်ကြားခြင်းဟာကြားပြီးမာနတက်နေတဲ့ကောကဲကွာဆိုပြီးလေလေးဖြတ်ပြကင်းစာဆူတာလေးဖြစ်ပြတော့မှအောင်မလေးတဥဆွေးငိုကြွေးပြကြတယ်ခံရတာနေသေးဥရာရောနေသေးလို့ခန္ဓာကဆဲများဆဲလီမလားပဲအဆဲမခံကြီးတော့ နာမထိုင်စီနေဖို့ခန္ဓာကိုနေတိုင်းတတိဉဏ်လေးနဲ့သတိမိပါသူပြောပြတာလေးကိုအသာတကြီးအမှန်တိုင်းလက်ခံပြီးပါဒါဆိုကျွန်ုပ်တို့ဦးစရာငူစရာမလိုတော့ပါဘူးဒီလိုမှမဟုတ်ဆက်ပြီးထိုင်းနေအောင်မယ်ဆိုရင်တော့ထိုင်းမှများရင်ကံသွားတတယ်ဗျာ ရှင်ပညာတိဝိရမကျွန်း